ကျွန်တော်ကြောက်ပြီးတော့တခုရှိတယ်အဲ့ဒါကတော့ရင်တော့စစ်ထောက်လန်းရေးဟောင်းနေအဲ့ဗိုလ်ချုပ်ကြီးခင်ညွတ်ရဲ့တပည့်ဟောင်းနေပြောတဲ့စကားတွေပေါ့အဲ့ဒီကဘာလဲဆိုတော့အဲ့ဒီဗိုလ်ချုပ်ကြီးခင်ညွတ်ခစ်တုံးကတော့အဲ့လားတိုးကြောင်လေးဘက်မှာလဲကုဘက်မှာသူတို့စေယုံွှေ့မယ်ဆိုတဲ့ plan တခုတော့ရှိခဲ့ဘူးတယ်ပေါ့နော်အဲအဲ့ဒီဘာကြောင့်လဲသူတို့ကသူတို့ကသူတို့ကလူရဲမှာလူရဲမှာလည်းမနေချင်ဘူးသူလုံချုံရုံကိုလည်းသူတို့ကစိုးရင်ရတယ်ဟဟလာရန်ကုန်ကတစ်ပြေးနဲ့ပို့ပြီးတော့ crowded ဖြစ်လာတာလူတွေပို့ပြီးတော့ ြည့်လာတယ်လူတွေပို့ပြီးတော့ကြက်တိတ်ပြီးများလာတယ်အဲ့ဒီခါမှာတို့ကဟလာမြို့ပြင်ထွက်ဖို့တို့စဉ်းစားခဲ့ဘူးတဲ့အကြံရှိတယ်ပေါ့လေအဲ့ဒီခေတ်တုန်းကတော့တရုတ်ပုဂ္ဂလိကကုမ္ပဏီကပဲဆွဲပေးဘူးတဲ့ plan တစ်ခု city plan တစ်ခုရှိတယ်အဲ့ဒါကတော့ဘာလဲဆိုတော့လဲကုနဲ့တိုးကြောင်လေးဘက်မှာရှိမယ်ပြီးတော့အဲ ferry နဲ့ရုံတက်ရမယ်ဆိုရက်အကြံနေရှိခဲ့ဘူးဒါပေမဲ့အဲ့လို gas ပတ်စံတွေအဲ့လိုရင်းနှံတဘာတောင်းခဲ့ပတ်စံတွေရလာတဲ့အခါမှာတော့ပတ်စံတွေရလာတဲ့အခါမှာတော့သူတို့ကဒီ နေပြည်တော်ရွှေ့ဖို့ဟလာဗိုလ်ချုပ်အဲ့တော့အဲ့တော့ဗိုလ်ချုပ်မှုကြီးတန်းရွှေနဲ့ဒုတိယဗိုလ်ချုပ်မှုကြီးမောင်အေးရနေပြီးတော့ကောင်းချင်းခဲ့တဲ့သဘောတူခဲ့တယ်ပေါ့နော်အဲ့ဒီနေပြည်တော်စောင့်ပြီးတဲ့အချိန်မှလည်းမြန်မာပြည်မှာတထေးတွေဘီလင်နာတထေးတွေအများကြီးထွက်လာတာကိုကျွန်တော်တွေ့ရတယ်ဒါဆိုရင်တော့နေပြည်တော်စောက်တဲ့အခါမှာဘယ်သူတွေချမ်းသာသွားလဲဘယ်သူတွေအိတ်ကက်တွေဖောင်းသွားလဲဆိုတာလည်းကျွန်တော်တွေ့ရမှာဖြစ်တာပေါ့ဗျာနော်